ဒီနေ့မှာတော့ကျွန်တော်တို့အိမ်မှာငချင်းချစ်လေးကိုအမွေအနှံ့ရတာအဆုံးဖြတ်ပြီးတော့မှအာကြော်ပြီးတော့ပြန်ချက်တဲ့ဗီဒီယိုလေးကိုလုပ်ပြီးမှဖြစ်ပါတယ်။ငချင်းချစ်လေးကိုကျွန်တော်တို့စားထဲမဲ့စနင်းထဲမဲ့ငချင်းကပေါ်တယ်နော်ပေါ်တဲ့အခါမှာကျွန်တော်တို့မာလာမုံလေးဖြူမယ်။မာလာမုံလေးဖြူပြီးသွားလို့ရှိရင်နော်ခုနကထောင်းထားတဲ့ချင်းရယ်စပလင်းရယ်အချစ်တော်ဖြူမီထောင်းထားတာလေးကိုထည့်မယ်များများလေးထည့်မယ်ကုံမုံလေးထည့်မယ်အချုပ်ကမုံနည်းနည်းထည့်မယ်နော်ပြီးတော့ငံပြိုင်လေးထည့်ပါငံပြိုင်လေးထည့်ပြီးတမအောင်မွေနော်အချုပ်မုံစားတဲ့နော်ဟင်းချုပ်မုံစားတဲ့ရင်ထည့်ပါစက်တမ ုစာတက်လဲထည့်လို့ရပါတယ်ရှင်အပြင်တမအောင်မွေပါမွေပါမွေပြီးလို့နှံ့သွားပြီဆိုလို့ရှင်เนาะခုနကတော့ပင်စိမ့်လေးကျန်နေခဲ့တယ်เนาะပင်စိမ့်ထောင်းလာလေးထည့်မယ်စီတူပူအောင်တည်ထားမယ်ခုနနေထားလေးတမပြီဆိုလို့ရှင်เนาะအာစက်ကလေးကိုစီတုပ်လိုက်เนาะအဲ့တော့မှကျမတို့ကငချင်းချစ်ကလေးကိုကိုင်းတဲ့အခါမှာလက်မှမကတ်တော့ဘူးအဲအဲ့လိုမျိုးလေးလုံးမယ်လုံးပြီးနင်းနင်းပြားမယ်အထက်ဟာလေးပါချက်သွားလို့ပေါ့เนาะပပလေးနဲ့အဲကြော်ပြီးအိုးချက်သွားပြီเนาะမြန်လိုက်တာကဲမွေးနေတာပဲเนาะအထက်မှာကတော့အမွေးအနံ့ပေါင်းစုံထည့် ထားတဲ့အတွက်အဲမိဖို့ကြောင့်တစ်ခုလုံးကမွေးကြိုင်နေပါပြီအောက်မှာရှိတဲ့ဈေးလောက်ဝယ်တဲ့သူတွေလည်းအရန်မွေးလုံးလို့ပိုက်စားပြီးတော့အိမ်ပြန်ပြီးသမင်ပြန်စားနေလောက်ကြပါပြီရှင်ကဲဟုတ်ပြီအရန်မွေးတဲ့ငချင်းအမွေးပေါင်းကြော်လေးအဲရတော့ပါပြီအိုးမြန်လိုက်တာမြန်လိုက်တာနော် အရန်စားကောင်းတာဖြစ်တဲ့တကိုက်ချင်းစီတယ်မှာအမွှေးနဲ့လေးတွေကတင်းနေတာဖြစ်နေတော့ပြီးတော့ဒါလေးကိုကြော်တဲ့အရာလေးကိုလည်းမိသားစုဝင်လေးအကြော်ကြိုက်တဲ့လူအတွက်ကိုအကြော်လေးတစ်ပကံဖယ်ထားလိုက်ပါမယ်။ဟုတ်ပြီဒီမှာတော့ပြန်ချက်မဲ့အရာလေးဖြစ်တယ်။ကျမတို့စီရတော့နည်းများနေတယ်နော်။ အဲ့တော့ကျွန်တော်တို့စီနဲ့ရှော့မယ်ရှော့မယ်ဟုတ်ပြီအဲ့စီလေးရှော့ပြီးဆိုတော့เนาะတွတ်ဖြူနဲ့လက်ပြီးခွဲချမ်းလေးကိုစီတက်မယ်အစိမ့်မလေးလေးနဲ့ထည့်လိုက်ပါအယောင်လေးရဲ့အထွက်ပေါ့နော်ကဲဒါလေးကရပြီဆိုရင်เนาะအရင်လေးနဲ့ထည့်လိုက်မယ်ဖြည်းဖြည်းဖြည်းနဲ့ဖြစ်လာပြီဆိုရင်เนาะခုနကကြော်ထားတဲ့ငချင်းပေါင်းလေးကိုငချင်းကြုံမှုလေးကိုထည့်ပါမယ်ရှင်ထည့်ပြီးလို့ရှိရင်เนาะအာကျွန်တော်တို့ရေနွေးတည်ထားတာရှိမယ်ဆိုလို့ရှိရင်เนาะအဲရေနွေးလေးကို ထည့်လိုက်မယ်ပေါ့နော်စူပီးသားလေးကိုထည့်တဲ့အခါမြန်နေနေနော်ပွက်ရုံပဲနဲ့အဲ့ဒါလေးကိုခဏလေးထားပါပြီးရင်ကျွန်တော်တို့ကမုတ်ချင်းလေးကိုစေးမယ်စေးတဲ့အခါမှာလည်းအစီလိုက်လေးစေးမယ်နော်အစီလိုက်စေးမယ်ရေများများထဲမှာလက်တုပ်လေးနဲ့ကိုင်းမှာစူးတယ်နော်အဲရေလေးကိုပွက်နေအောင်စေးစေးပြီးဒီဘက်ကလည်းအာရေလေးကပွက်လာပြီဆိုတော့ကျွန်တော်တို့ထည့်မယ်ကမုတ်ချင်းလေးကိုအဲဟုတ်ပါပြီအဲဖုန်းလေးခဏလေးအုပ်ထားလိုက်မယ် hey hello အဲရတော့မရတော့မယ်အဲခါမှာတော့အရေးအတွက်ကိုကျွန်တော်ငံပြရေးထည့်မယ်စစ်တမုတ်လေးနည်းနည်းထည့်မယ်နော်ကျွန်တော်အချိုလေးအတွက်ပေါ့နော်ထည့်ပြီးတဲ့အခါမှာတော့ wow ရှေ့ပဲနော်စားလို့ရပါပြီကမွန်ရွက်လေးနဲ့အိုးအဟွေးဟွေးလေးနဲ့အချင်းပြုံပြုံလေးပေါ့နော်အရာသားလေးကတော့အရန်ကောင်းတဲ့ဟင်းတစ်ခွက်ကိုရပြီဖြစ်ပါတယ်ကဲဟုတ်ပြီ ဒီခုနဲ့စာလို့ရပြီဖြစ်တယ်နောက်ထပ်ခုနကအကျော်ထားတဲ့အရာလေးလည်းအဲကြော်ကြိုက်တဲ့မိသားစုဝင်တွေအတွက်အကျော်လေးနဲ့အရင်နဲ့စာချင်တဲ့မိသားစုဝင်တွေအတွက်အရည်လေးနဲ့မျိုးစာလို့ရတဲ့ဟင်းလေးတစ်ခွက်ကိုရပါပြီကျမတို့မိသားစု15ယောက်ရှိပါတယ်15ယောက်စာအတွက်ကိုအာငွေချင်းချေက90သားကိုကျမတို့ဖျားကြီးစီမှာတောင်း2000ပေးရပါတယ်ရှင်တောင်းနှစ်ထောင်မို့15ရောက်တော့မဟုတ်16ရောက်လောက်စားလို့ရပါတယ်ရှင်။အဲထမင်းကတော့စံကျန်းလေးပဲစားပါတယ်။ကျမရဲ့ drop ပေါ့နော်။ဒါလေးကိုတီးပြီးတဲ့ညီကိုမမလေးလည်းအာကြော်သွားလို့ရတယ်လို့အာအဆုံးထိကြည့်ပြီးတဲ့ညီကိုမမအယောက်ချင်းစီတိုင်းလည်း à quelqu'un qui dit à